ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်အမြင်အစီအစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ထုံးစံတိုင်းလူမှုကွန်ရက်ပေါ်ကနေပြီးတော့ထူးခြားတဲ့သတင်းတွေကိုကျွန်တော်အတွေ့ကျွန်တော်အမြင်နဲ့ပြန်လည်တင်ပြဖို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးဗျာကဲစတယ်โอเคပထမဆုံးတစ်ခုကတော့ကျွန်တော်တို့တော်လန်ရေးအတွက်ပေါ့နော် အပြူသဘောဆောင်တယ်အနောက်ပြောကောင်းမွန်တဲ့ကိစ္စရဲ့တစ်ခုနဲ့ကျွန်တော်စကြင်တယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဘကဖကျွန်တော်တို့တော်လိုင်းမှာ NUG နဲ့ပတ်သက်ပြီးတော့ဝေဖန်မှု အများဆုံးလို့ပြောရမယ်ဆိုပါသုံးလုံးပြောကနပါလာဖပါဖဘကဖဘောနော်အာဒါတွေကပြဿနာဘောနော်ဘာဖြစ်လို့လဲဆိုတော့အဲအဲ့ဥစားဆိုရင်ဒါသက်ဆိုင်ရာနေမြေတွေကသူတွေတော်တော်ဝေဖန်ကြတယ်ပြဿနာပေါင်းများစွာ ် online ပေါ်မှာရောက်တယ် media ပေါ်တွေပဲရောက်တယ်အာကျွန်တော်တို့ပြဿနာပေါင်းများစွာတွက်နေရပါတော့ပြောမယ်ဆို NGO เนี่ยပတ်သက်မယ်ဆိုရင် NGO ကလည်းဒါမြေပြင်ပါသူတို့ရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေစတင်ဖို့အတွက်ဆိုရင်ဒီရန်နေရာတွေကအရန်ကိုရေးပါတယ်ဒါပေမဲ့ဒီရန်နေရာတွေကပြဿနာတွေတက်နေတယ်ဆိုတဲ့အချိန်မှာလူတွေရဲ့ဝေဖန်မှုတွေကလည်းတဖြည်းဖြည်းမြင့်တက်လာတာကြီးလေအာကျွန်တော်တို့တွေ့ရတယ်ဗောနော်အဲ့တော့အခုဒီဥစ္စာကတော့ပါကဖပြည်သူ့ကော်မတီအဖွဲ့ဗောနော်ပြည်သူ့ကော်မတီဖွဲ့တော့ ပါကဖသည်ပြည်သူ့ကာကွယ်ရေးဖွဲ့ပါလဖသည်ပြည်သူ့လုံခြုံရေးဖွဲ့တို့ရဲလို့ကျွန်တော်တို့ပြောလို့ရတယ်။နောက်ပြီးတော့အာကျွန်တော်တို့ပါအဖသည်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့အုပ်ချုပ်ရေးဘဏ်ကိုကင်တဲ့သူတွေပေါ့နော်။အဲ့တော့အခုတစ်ခေါက်ကတော့သူကပါကဖပါကဖဆိုတာပြည်သူ့ကာကွယ်ရေးဖွဲ့ပြောရမယ်ဆိုပြောဗျာစစ်တပ်လိုမျိုးအဖွဲ့ပေါ့ဗျာ။ဒီအဖွဲ့ကအခုဗမာလဲဆိုတော့ရေးတဲ့ကျူပေါ့မြိုင်ဒီမှာသူတို့ကအမနော်တိုက်နယ်ရကြေးများအနေဖြင့် စီရေးကိစ္စရက်များဖြစ်ပသည်နယ်မြေတွင်အဖွဲ့အစည်းအချင်းချင်းတက်မြက်ကောင်းမွန်စွာရည်ရှိဆက်ဆက်ဆက်နိုင်တဲ့အပြန်လည်လိုအပ်ချက်များပူးပေါင်းကူညီနိုင်ရေးကြိုးပမ်းပြီဆိုပြီးတော့လည်းတက်ဆိုင်ရဲ့ပကဖတွေက April 29ရက်ညပိုင်းကနေပဲထုတ်ပြန်ထားရှိအဓိကတော့နယ်ဆိုရင်ရေသကြိုးပေါက်များအဒီနယ်တွေကပကဖတွေရေဆိုရင်တော်တော်လေးကိုဟိုပေါ့နော်ဟိုဟိုစီးလုံးမှုလိုရတယ်ဘာလို့လဲဆိုတော့အမှန်ဆုံးပြူစောထီးတွေအရန်လဲဟောဖြစ်တယ်အဓိကပေါက် ပေါ့နော်ငပေါ့တို့ငပေါ့တို့နယ်မြေပေါ့နော်အဲ့ဘက်မှာဆိုပြည်စောစီတွေတော်တော်များတယ်အဲ့တော့ဒါိုင်းနဲ့ပတ်သက်ပြီးတော့လည်းပေါ့နော်ပြန်လဲတုံ့ပြန်တဲ့နေရာမှာအချင်းချင်းစီးလုံးညီညွတ်မှုနဲ့တုံ့ပြန်မှာလည်းအများကြီးရှိတယ်အဲ့တော့အခုကတော့တို့အနေနဲ့ဟာလာဟိုဒီသုံးမြုံနယ်ကပါကဖားရဲ့အနေနဲ့ပူးပေါင်းပြီးတော့ပေါ့နော်ပူးပေါင်းမယ်ဆိုပြီးတော့ထုတ်ပြန်လာတယ်ရှိတယ်ဒါကိုတို့ကမြေပြင်မှာမျက်နှာစုံကြီးအစည်းဝေးလှုပ်ပြီးတော့မှဒါပေါ့နော်ဆွေးနွေးဖလှယ်တယ်ပြီးတော့မှဒီသတင်းကိုထုတ်ပြန်တယ်ဆိုပြီးတော့သိရတယ် ဲ့တော့ဒီရေစကြိုတို့မြိုင်တို့ဆိုရင်ဒါဘောတော့တတ်မှတ်တရားတက်တတ်မှတ်တရားတက်ကတတ်မှတ်တရားတက်လောက်ခံတက်တယ်အာကြီးဆိုးတဲ့နေရာတွေဘောနော်အဲ့တော့ရေစကြိုမှာဆိုရင်ဒါတတ်မှတ်တရားတက်လောက်ခံတက်တယ်ရှိတယ်အဲ့တော့အဘကဥစ္စာတွေကနေပြီးတော့ဟိုတနေ့ကဆိုရေစကြိုဘက်မှာဆိုရွာလုံးချွတ်မီးရှို့တာတွေဘာညာတွေကျွန်တော်တို့တွေ့ရတယ်ဘောနော်အဲ့တော့ဒီလိုပကဖားတွေပူပေါင်းတာကောင်းလားဆိုကောင်းတယ်တကယ်ကောင်းတယ်ပကဖားတွေပူပေါင်းပြီးတော့လောက်ပါမယ်ငါတို့နေမင်းမှာငါတို့ကပကဖား အော်ဘောနော်အခုငါလုံးငါတို့လှုပ်ချင်တာလှုပ်မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ဒီဒေါ်လာမှာလှုပ်လို့မရပါဘူးအဓိကကကျွန်တော်တို့ကနေပြည်တခုနဲ့တခုဘောနော်ဟိုပူးပေါင်းဆောင်ရွက်ရမယ်ဟိုမှန်ကန်သောအုပ်ချုပ်ရေးတွေတွားရမယ်မှန်ကန်သောကာကွယ်မှုတွေလုပ်ရမယ်ဒါကအရန်ကိုအရေးကြီးရလို့ကျွန်တော်မြင်နေပါဘောနော်အဲ့တော့ဒီပကဖတွေအနေနဲ့လည်းအာဒီလိုမျိုးပူးပေါင်းဆောင်ရွက်တာကိုကျွန်တော်တို့ကဝေကမ်တခြားနေရာကပကဖတွေလည်းဒီလိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေအများကြီးလုပ်နိုင်ပါသေးလို့လည်းကျွန်တော်တို့ အာတကယ်ကိုတိုက်တွန်းတယ်ဒါကလုတ်တဲ့နဲ့အရာဆိုပြီးတော့ကျွန်တော်သိရတယ်ဗောနော်အဲ့တော့ရေစကြိုမှာဆိုလဲဒါပြီးတော့ဗလားဖကြီးရွာဆိုတဲ့ဥစ္စာကိုစစ်တပ်ကနေပြီးတော့ရွာလုံးကျွမီးရှို့ခဲ့တာတွေလုပ်ရတယ်ပြီးတော့အဖက်မှာတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပြီးတော့စစ်တပ်ဘက်ကနေပြီးတော့တေဆုံးမှုတွေလည်းရှိတယ်တော်လိုင်းဘက်ကအာရဲဘော်တွေလည်းကြာဆုံးမှုတွေရှိတယ်အဲ့တော့ဒါကတော့ people spring ကနေပြီးတော့တင်ထားတဲ့သတင်းလေးတစ်ခုဖြစ်ပါတယ်ဒီလိုသတင်းတွေများစွာကျွန်တော်တို့တော်လိုင်းထဲမှာလိုအပ်ပါတယ်ဘာလို့လိုအပ်လဲလို့ ပြောရမလဲဆိုရင်ဒါကလိုအပ်ဆုံးအရာတွေကတခုပဲကျွန်တော်တော်လန်ရေးမှာ deep ဆိုတဲ့ဥစ္စာတွေအများကြီးလိုအပ်တယ်ဟိုဘောနော်ဟိုဟိုတဘောတူညီချက်တခုရဖို့ဆိုတာတကယ်တမ်းကျတော့မလွယ်ပါဘူးသူ့လူသူ့လူလားချက်ရှိမယ်ကိုယ့်လူလားချက်ရှိမယ်ဒါပေမဲ့ဒီလူလားချက်တွေတွေကမှဘာလို့ဖြစ်နိုင်တဲ့ဥစ္စာတွေကိုပူပေါင်းပြီးတော့ဆောင်ရွက်ကြမဖြစ်နိုင်တဲ့ဥစ္စာတွေကိုငါတို့ဆွေးနွေးညီနိုင်ကြမယ်တိုင်ပင်ကြမယ်ဒီလိုမျိုးဥစ္စာတွေကကျွန်တော်တို့တော်လန်ရေးမှာအရန်ကိုကျွန်တော်တို့လိုအပ်ပါတယ်အဲ့တော့ဒီလိုမျိုးဖြစ်လာတယ်တနေ့တမင်း ဒီလိုမျိုးသတင်းတွေကဗျာဟိုပြောရမယ်ပို့ပို့များလာလေကောင်းနေပဲကျွန်တော်တော်လိုက်တော့ပို့ပြီးတော့အားရတဲ့ဟာပို့ကောင်းတဲ့ဥစ္စာတွေလို့ကျွန်တော်ပြောလို့ရအဲ့တော့ဒါကတော့မင်းနဲ့ငါလည်းသဘောထားချင်းမတူဒါကတော့မင်းနဲ့ငါသဘောထားချင်းတူတယ်အတူတူတော်လိုက်ရေးကိုလောက်ကြမှာအဲ့တော့ငါတို့အတူတူပူးပေါင်းလောက်ကြမှန်တယ်လောက်ကမယ်လောက်ကမယ်ကျွန်တော်တို့တော်လိုက်ပြီးတဲ့အချိန်မှာတိုင်းပြည်တိဆောက်ရေးဘယ်ပေါ်တော့သွားတဲ့အချိန်မှာအငင်းကုန်တွေဖြစ်တာဘာဒါတိတ်ကိစ္စမရှိဘူးဒါပေမဲ့တစ်ဖက်ကိုရန်သူကိုရင်ဆိုင်တဲ့အချိန်မှာကျွန်တော်တို့ရဲ့စီးလုံးညီညွတ်မှုတွေဟာ ကျွန်တော်တို့ခြားထဲမှာအများကြီးကိုလိုအပ်တယ်ဒါတွေကအရန်လဲအရေးပါတဲ့အရာတွေဖြစ်တယ်လို့ကျွန်တော်ကတော့မြင်ကျွန်တော်တို့တပေါင်းစုတွေစုဖွဲ့နိုင်ရမယ်စစ်တပ်ကိုခုခံတာပဲဖြစ်သည်တိုက်စစ်ဆင်နွှဲတာပဲဖြစ်သည်ဘယ်နေရာမှာတော့ဘယ်တဲ့ဘယ်ငါးမျိုးနဲ့ကိုကြော်လာပြီငါတို့ကတော့ဟိုတော့ရားစလောက်တားလိုက်တယ်ဒီကောင်တရားပါတယ်ကောင်20ဖြုတ်ပလိုက်တယ်မင်းတို့ဟိုဘက်က20ထပ်ဖြုတ်ဟိုတော့ပြောရမလို့ငါးမျိုးနဲ့လောက်ဆိုကောင်တရားကုန်ပြီဒါကျွန်တော်ပုံနဲ့ပြောလုံမယ်ဆိုရင်လုံလို့ရတဲ့အခြေအနေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ခုတော်လိုက်တက်တယ်ကိုယ်နယ်မှာပဲဥစ္စာပါ ကိုကြီးစိုးရေးပဲအားထုတ်တယ်ပြီးရင်ကြီးစိုးလာနိုင်ပြီစိုးမိုးလာနိုင်ပြီဆိုရင်အဲ့ကနေမှာဘောနော်ပောက်ကြရတွေလုတ်တယ်တချို့ဥစားတွေဟိုကဖြစ်တယ်အားဓာရီကမကောင်းအခုလိုမျိုးပူပေါင်းဆောင်ရကြမယ်ငါတို့တွေအတူတူအလုပ်လုပ်ကြမယ်ဆိုတဲ့ဥစားကတကယ်ကိုကောင်းမွန်တဲ့ဥစားဖြစ်ရင်ကျွန်တော်တို့၄နှစ်ကြော်လာပါပြီ၄နှစ်ကြော်လာပါပြီ၄နှစ်ကြော်လာပါပြီကျွန်တော်တို့ဗမာသားတွေရှော့ရမယ်ဒူးနဲ့ဒူးချားထဲမှာဘောနော်ဟိုဖြစ်နိုင်ဟိုကအတူတူပူပေါင်းဆောင်ရွက်မှုတွေလုပ်နိုင်တယ် အဲကျွန်တော်တို့ပိုကောင်းနေပါပဲဗောနော်အဲ့တော့ဒါတွေကအရန်ကိုလိုအပ်တဲ့အရာတွေလို့ကျွန်တော်ကတော့ပထမဆုံးအနေနဲ့ပြောချင်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့အိန္ဒိယမြန်မာနယ်စပ်ကတမူးဗောနော်အဲတမူးဒီတမူးမြို့ကိုယခု2025မှာတင်ပိုက်နိုင်ရေးဆိုပြီးတော့ဗောနော်ကျွန်တော်တို့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေပြီးတော့ PDF တွေကနေပြီးတော့အာပြောကြားလာတာကိုကျွန်တော်တို့သိရပါတယ်အဲ့တော့တမူးဆိုတာကျွန်တော်တို့အရေးကြီးတာဆိုကြီးပါတယ် မြမအိန္ဒိယနယ်သက်ကအရေးပါတဲ့နယ်သက်မြို့ဖြစ်တဲ့ဒီကနေပြီးကုံစီစီးစင်းတာတွေတခြားဥစ္စာတွေအများကြီးဖြစ်တယ်အဲ့တော့ကျွန်တော်တို့စစ်တပ်ဒီကျွန်တော်မြန်မာနိုင်ငံမှာသူတို့ဒီနယ်သက်ခံစစ်ဆီးတွေကိုအများကြီးကိုသူတို့တိစောက်ထားတာဖြစ်တယ်နယ်သက်ခံစစ်ဆီးတိစောက်ထားတယ်ဆိုတာဟိုဒါပြည်ပရန်သူပဲဖြစ်ပါသေးပြည်တွင်းမှာသူတို့ကိုရင်ဆိုင်လာမဲ့သူတွေကိုပဲဖြစ်ပါသေးအလွယ်တကူထိန်းချုပ်နိုင်ဖို့အတွက်ဒီနေရာကနေပြီးတော့သူတို့အနေနဲ့တိုက်ခိုက်နိုင်ဖို့အတွက်ဒါပြင်ဆင်ထားတဲ့ခံစစ်ဆီးလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ခံစစ်ဆီးတွေမှာ စစ်တပ်အနေနဲ့နေရာတော်တော်များများမှာနေသက်ခံစည်တီးတွေမရှိတော့ပါဘူးနေသက်ခံစည်တီးမရှိတော့တဲ့နေရာလို့နေရာတွေကိုကျွန်တော်တို့ကရင်ပြည်နယ်ထဲမှာဆိုရင်အများကြီးမရှိတော့ပါဘူးနည်းနည်းပဲကျန်တော့တယ်ကရင်ပြည် မရှိသလောက်ကိုဖြစ်သွားပါပြီနေသက်ခံစည်တီးမရှိသလောက်ကိုကျွန်တော်တို့ဖြစ်သွားပါပြီဟိုကတော့ကျွန်တော်တို့ရှမ်းမြောက်မရှိသလောက်ကိုကျွန်တော်တို့ဖြစ်သွားပြီကချင်ပြည်နယ်မရှိသလောက်ကိုကျွန်တော်တို့ဖြစ်သွားပြီရခိုင်ပြည်နယ်မရှိသလောက်ကိုကျွန်တော်တို့ဖြစ်သွားပြီသူတို့နေသက်ခံစည်တီးရှိတဲ့နေရာတွေဆိုလို့ဟိုကတော့ကျွန်တော်တို့ဘယ်နေရာရှိမလဲဆိုရှမ်းအရှိတ် ကျွန်တော်တို့ရှိမယ်ရှမ်းတောင်ဘက်ရှိမယ်ဒါရီဘက်ရှိတော့မယ်ရှမ်းတောင်ဘက်ကလည်းနေသက်ကအဲ့လောက်ထိထိစံနေရတဲ့နေရာတွေမဟုတ်ဘူးအဲ့ဘက်မှာဆိုလဲတခြားသောလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့အတွက်ဘောနော်စစ်တပ်ရဲ့နေသက်ခံစီစည်းစည်းကျွန်တော်တို့တော်တော်လေးကိုအားနေသွားပြီအခုဆိုရင်ရှမ်းပြောက်ဘက်မှာသူတို့လာရှိုးကိုပြန်ရအောင်လုပ်လိုက်တယ်ဆိုပေမဲ့တကယ်တမ်းနေသက်ကိုထိန်းချုပ်တာဒီ MND ကထိန်းချုပ်ထားတာဖြစ်ပါတယ်အဲ့လိုပဲ တခြားသော EAO အဖွဲ့အစည်းတွေထိန်းချုပ်ထားတဲ့ Nether Nether ခံစစ်ဆေးတွေ Nether ထွက်ပေါက်တွေကအများကြီးဖြစ်လာပြီ။အဲ့တော့ကျွန်တော်တို့ကြံနေတဲ့နေရာတွေထဲမှာဆိုရင်ချင်းပြည်နယ်မှာဆိုလည်းမြို့တွေကတော်တော်များများကျွန်တော်တို့တော်လိုင်းတက်တွေကတိမ့်ပိုက်ထားပြီ။အခုဒီပေါ့တော့ဟိုတမူးဘတ်ချမ်းဆိုလည်းကျွန်တော်တို့ဟိုတော့ဒီ Nether ခံစစ်ဆေးလို့ကျွန်တော်တို့ပြောလို့ရတဲ့နေရာတွေကိုကျွန်တော်တို့တော်လိုင်းတက်တွေတိမ့်ပိုက်မယ်ထိန်းချုပ်နိုင်မယ်ဆိုရင်အိန္ဒိယနဲ့ပတ်သက်တဲ့ဆက်ဆံရေးတွေတချို့ဟာတွေက ျွန်တော်တို့နိုင်ငံရေးအရာပြောင်းလဲလာနိုင်တာတွေကျွန်တော်တို့အများကြီးဖြစ်ပါတယ်အဲ့တော့တမဟုခရိုင်အတွင်းမှာတော့အဖွဲ့တွေကစုံတယ်အထက်မှာဆိုရင်ဘောတော့စစ်ကောင်စီတခုတည်းတွေမဟုတ်ဘူးပြည်စော်တိရှိတယ်ကတဲရှိတယ်နာခရှိတယ်ရှမ်းနီဒီအဖွဲ့တွေကိုတိုက်ခိုက်ရတာဖြစ်တဲ့အတွက်သူတို့အတွက်ခက်ခဲတာတော့ရှိတယ်အဲ့တော့ဟိုသူတို့နေတဲ့အခုချိန်မှာကဘော်ညီနောင်ကမ်ပိန်းတချို့သောကမ်ပိန်းတွေမှာ ပေါ့နော်ဟိုတို့တွေလှုံ့ဆော်နေရရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းပြည်သူတွေအနေနဲ့တန်းနိုင်တဲ့နေရာ ကပါဝင်ပေးဖို့ကျွန်တော်ဒီကနေပြီးတော့တိုက်တွန်းလို့ရတယ်။အဲ့တော့ဒီတမှုမြို့ဆိုတာလည်းကျွန်တော်တို့အရေးကြီးတဲ့နေရာဖြစ်တဲ့အတွက်ဒီခန့်စစ်စည်းတွေကိုပေါ့နော်ကျွန်တော်တို့ထိမ့်သိမ့်နိုင်ရေးတိမ့်ပိုင်နိုင်ရေးဟာကျွန်တော်တို့ PDF တွေအတွက်စစ်ရေးအရမဟာဗျူဟာရအရေးပါတဲ့အကြောင်းတရားတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ကနေပြီးတော့ဒီနေရာကဒီနေရာကနေပြီးတော့ကျွန်တော်ပြောလို့ရတယ်။အဲ့တော့အဲသူတို့လည်းဒီနေရာကိုထိမ့်ချုပ်နိုင်မှုအတွက်အကောင်းဆုံး စ조사မယ်ဆိုပြီးတော့သူတို့ပြောထားတာဖြစ်တဲ့အတွက်ဒါဟိုဘောနော်ဟိုအ мян ဆုံးတိမ့်ပတ်ရရှိရေးတိုက်ပွဲတွေလည်းအောင်မြင်နိုင်ပါစေလို့ကျွန်တော်တို့ကတော့ပြောလိုပါတယ်ဗျအဲ့တော့တမူးကိုရပြီဆိုရင်ကျွန်တော်တို့ဘာတွေဖြစ်လာနိုင်လဲဆိုတော့ကလေးတို့တခြားပဲဗောနော်ဒီစကိုင်းတိုင်းတွေကဘောနော်ထွက်ပေါက်တွေတချို့ဥစ္စာတွေအများကြီးကိုကျွန်တော်တို့တိမ့်တိမ့်နိုင်မဲ့ဥစ္စာရှိတယ်စကိုင်းတိုင်းဗောနော်အဓိကနာမခလို့ကျွန်တော်ပြောပါအနောက်မြောက်တိုင်းစစ်တပ်နာချုပ်ကျွန်တော်တို့ရှိနေတဲ့ နေရာဒီအာကျွန်တော်တို့အိန္ဒိယနယ်စပ်ဘက်ကိုအဓိကထွက်တဲ့နေရာဖြစ်ပါတယ်ဒီနာမခထဲမှာဆိုရင်တမ33ရှိတယ်တမ33ဒီစကိုင်းထဲမှာအခြေပြုတယ်နောက်ပြီးစကခ30ရှိတယ်စကခ30ဒီကျွန်တော်တို့ကလေးမှာကျွန်တော်တို့အခြေပြုတယ်နောက်ပြီးဓာကစကလေးရှိဒီလိုမျိုးနယ်တွေကနေပြီးတော့သူတို့ဟိုဖြစ်တဲ့အတွက်ဟိုနာမခထဲမှာဆိုအဓိကကြံ့နေတာဒီအာကျွန်တော်တို့ဟိုတမှုကိုရပြီဆိုတော့ねအဲအထက်မှာရှိတဲ့ဓာကစလိုမျိုးဌာနချုပ်တွေ ကျွန်တော်တို့စကခလူမျိုးစစ်စင်ကိုကန်းကိုဌာနချုပ်တွေကိုပါကျွန်တော်တို့တိမ့်ပရရှိမယ်ဆိုစကိုင်းတွင်းကအခြေအနေတွေတချို့အစားတွေပြောင်းလဲနိုင်တာတွေအများကြီးဖြစ်တဲ့အတွက်ဘောနော်စကိုင်းထဲမှာနောက်ထပ်တော်လိုင်းအရသူတွေအင်အားကောင်းနိုင်မယ်ဆိုတာဒီတမူးတို့ဘောနော်အာဒီဘက်တွေကအရန်ကိုအရေးကြီးတယ်လို့ကတော့ကျွန်တော်ကတော့မြင်ပါတယ်ဒါကြောင့်မလို့အဘက်ကနေမီတွေတိမ့်ပရရှိရေးကလည်းအရေးကြီးပါတယ်ဒါကြောင့်မလို့တမူးနဲ့ပတ်သက်ပြီးတော့လည်း ဟိုတော်လိုင်းတက်တွေရဲ့ရည်ရွယ်ချက်တွေရှိလာပြီသူတို့အနေနဲ့အောင်မြောင်လုပ်မယ်ဆိုပြီးတော့လည်းပြောလာတာရှိတဲ့အတွက်ဟလာဒီဘက်ကစီရေးရကြည့်မယ်ဆိုမဟာဗျူဟာရကြည့်မယ်ဆိုအရေးပါလာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဟိုဘလူးဆက်လုံနိုင်မလဲစစ်တပ်ရဲ့နေသက်ခံစည်းတွေနောက်ထပ်ထပ်ပြိုကျမလားဘာလားဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့ အော်ဘာနာဗီဒီယိုလေးတစ်ခုကိုကျွန်တော်နောက်ဆုံးအနေနဲ့ကြည့်ချင်ပါတယ်ဒီဗီဒီယိုကစစ်တပ်ဘက်ကနေပြီးတော့လက်နက်ချအငြင်းခံလာသူတွေကိုရိုက်ကူးထားတဲ့ဗီဒီယိုဖြစ်တဲ့အတွက်ဒါလေးကိုအတူတူကျွန်တော်တို့ကြည့်လိုက်ကြအောင်ဒီထဲမှာဘတ်တရီတစ်ခုကိုတွေ့လာတော့သူကဘောနောနာပနာမခဖြစ်ဖို့များတယ်ဘောနောနာမခအနောက်မြောက်တိုင်းစစ်ဌာနရောသုံးမဟုတ်ဘောနောမပခဖြစ်ဖို့များတယ်ဒါပေမဲ့ဘတ်ကိုတည်ချက်ချမမြင်ရဘူးဟောဘောနော ဒါမဲ့ကျွန်တော်ထင်တာတော့နာမခဖြစ်ဖို့များမယ်လို့ထင်တယ်ဗျအဲအဲကောင်ဟုတ်တယ်နာမခဟိုပြားဖတ်တယ်ဟုတ်တယ်နာမခ 不啦，了我们这边是。 အဲ့တော့အခုနောက်ပိုင်းမှာတွေ့တဖြည်းဖြည်းနဲ့တွေ့လာရတာဟာကျွန်တော်တို့ရှေးတန်းစစ်မြေပြင်တွေမှာလက်နက်ချလာတဲ့စစ်တပ်ကသူတွေကျွန်တော်တို့တွေ့လာရတာပါစစ်တပ်ဒီအင်အားတစ်ခုရရှိဖို့အတွက်စစ်မှုရဲဥပဒေနဲ့ပြန်လဲတပ်သွင်းတယ်အာသူတို့အနေနဲ့စစ်မှုရဲဥပဒေအရနေတဆင့်ထိုးစစ်တွေအခုနောက်ပိုင်းဆင်းလာတာတွေ့တယ်ဒါပေမဲ့အထိုးစစ်တွေကအောင်မြင်လာမှုအခြေအနေတွေတော့ ကျွန်တော်တို့တော်တော်လေးနဲလာတာကိုတွေ့တယ်စစ်တပ်ကအခုကသူတို့ရဲ့ view ဟာကဘလို့ရှိလဲဆိုတော့သူကတစ်ဖက်မှာသူကလေချောင်းနဲ့ဖြစ်ကူကိုကျွန်တော်တို့အားပါရတုံးတယ်ပြီးပြီဆိုတာနဲ့အောက်ကနေပြီးတော့မြေပြင်ထိုးစစ်ကနေပြီးတော့စဒီလိုမျိုးပုံစံမျိုးအခုနောက်ပိုင်းပြန်လုံနေတော့စကိုင်းထဲမှာဆိုကျွန်တော်တို့တော်တော်လောက်လာတွေ့ရတယ်နောက်ပြီးတော့ရှမ်းမြောက်ဘက်မှာလည်းအဲ့လိုမျိုးပုံစံရှမ်းမြောက်ဆိုအတိက TNL သိမ့်ပိုက်ထားတဲ့နေမြေတွေကိုတိုးဝင်ဖို့အဲ့လိုကြိုးစားနေရကျွန်တော်တို့တွေ့ရတယ် KIA ဘက်ပေါ့နော်မြောက်ပိုင်းတိုင်းစစ်တပ်နာချုပ်ဘက်မှာတော့ ဟိုဘောနော်ဒီမြောက်မြောက်ပိုင်းဘက်မှာတော့ကျွန်တော်တို့ဟိုစစ်တပ်အနေနဲ့တော့ထိုးစစ်အနေနဲ့မတွေ့ရသေးဘူးခံစစ်အနေနဲ့ပဲကျွန်တော်တို့တွေ့ထားရတာရှိတယ်အနောက်ဘက်မှာဆိုရင်တော့ကျွန်တော်တို့အနောက်ဘက်နဲ့စစ်တပ်နဲ့ရောရှိတယ်ကျွန်တော်တို့အမ်ပေါ့နော်အမ်ကတော့အခုလောတဲ့ A ကတင်ပိုက်ထားပြီးပြီအဲ့တော့အနောက်ဘက်နဲ့အနောက်ဘက်ဘက်မှာဆိုရင်တော့ကျွန်တော်တို့စစ်တွေတို့ကြောက်ဖြူတို့မှာလည်းကျွန်တော်တို့ခံစစ်အနေနဲ့ပဲတွေ့ရတယ်ဘကိုးတိုင်းအနောက်ဘက်ဘက်မှာလည်းဒီလိုမျိုးတွေတွေ့ရတယ်အခုတော့ဘကိုးတိုင်းဘက်မှာလည်းတိုက်ပွဲတွေကိုတွေ့ရတဲ့အချိန်မှာစစ်တပ်အနေနဲ့ခံစစ်နဲ့ပဲဆက်ပြီးတော့ ဟိုဟာဖြစ်တာတွေတွေ့ရတယ်ဒါပေမဲ့သူတို့အနေနဲ့စကိုင်းနဲ့ဟိုထိုးစစ်တံပြန်ထိုးစစ်ပုံစံမျိုးတွေထိုးစစ်ပုံစံမျိုးတွေပြန်ပြီးတော့လှုပ်ရှားနေတာတွေ့ရတယ်အခုအဓိကစကိုင်းဘက်မှာဆိုရင်ပါရာမော်တာလိုဥစ္စာမျိုးတွေလေရင်လိုဥစ္စာမျိုးတွေဟက်စကီလိုဥစ္စာမျိုးတွေတော်တော်လေးကိုတုံးလာတာတွေကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့သူတို့ရဲ့မဟာဗျူဟာရထိုးစစ်ကိုဆင်နွှဲနေတော့ညာရှင်းနေစစ်မြေပြင်မှာတော့ စစ်တိုက်လူသိမ်းမရှိတဲ့စစ်သားတွေအညံ့ခံမဲ့ဆိုတဲ့စစ်သားတွေပို့ပို့ပြီးတော့များလာတာတော့ကျွန်တော်တို့တွေ့ရတယ်ဒါကဘာဘာကိုကျွန်တော်တို့ပြနေဆိုကျွန်တော်ခဏခဏပြောပါတယ်စစ်မတိုက်ချင်တဲ့စစ်သားအသက်အသက်ကိုအသေးမခံနိုင်တဲ့စစ်သားဟာရှိနေပြီတော့အစစ်တပ်ဟာတိုက်ပွဲမှာအကြဆုံးမှုကျွန်တော်တို့တော်တော်လေးကိုများပါတယ်အခုစစ်တပ်မှာစစ်မတိုက်ချင်တဲ့စစ်သားအသက်အသေးမခံရတဲ့စစ်သား အသက်မဆွန့်ရတဲ့စစ်သားတွေပိုများလာတာဖြစ်တဲ့အတွက်စစ်တပ်ရဲ့အခြေအနေကတော်တော်လေးဆိုးလာပါတယ်အခုနောက်ပိုင်းကျွန်တော်တို့ဒီတိုက်ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်လက်နက်ချသူအကြီးအကျယ်တွေတဖြည်းဖြည်းတိုးွားလာတာကိုဒီနှစ်ပိုင်းမှာတဖြည်းဖြည်းတွေ့ရ2023ကစပြီးတော့စစ်တုံးဘန်းတွေကိုကျွန်တော်တို့ EAO တွေမကဘူးတော်လန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေကပါအခုနောက်ပိုင်းတုံးဘန်းတွေဖမ်းဆီးရမိလာတာကိုကျွန်တော်တို့တွေ့ရတယ်တိုက်ပွဲဖြစ်ပြီဆိုတာနဲ့အပြန်အလှန်တိုက်မယ်ဆိုတာထက်ပေါ့နော် တိုက်ပွဲတင်းတင်းဖြစ်တဲ့တချို့နေရာတွေမှာဆိုရင်10မိနစ်15မိနစ်လောက်ဆိုတော့လည်းလက်နှချတယ်ဆိုတဲ့ပုံစံမျိုးကြီးလည်းကျွန်တော်တို့ကြားလာရတာရှိတယ်အဲ့တော့စစ်တပ်ဘက်ကဘောတော့အခြေအနေတွေကတော်တော်ကိုစိုးလာတယ်အဲ့တော့အသက်မသေးခြင်းအညံ့ခံလက်နှချဒူးထောက်ဒါကအရေးကြီးတယ်ဒါကအရေးကြီးတယ်အဲ့တော့စစ်တပ်တွေကစစ်သားတွေနဲ့မင်းတို့ဘာလုပ်မလဲမင်းတို့ဘာလုပ်မလဲမင်းတို့ဘာလုပ်မလဲမင်းမနိုင်တော့တဲ့စစ်ပွဲတွေကိုစက်မတိုက်ပါနဲ့မနိုင်တော့တဲ့စစ်ပွဲတွေကိုစက်တိုက်နေခြင်းဟာ မင်းတို့အတွက်လည်းမကောင်းဘူးမင်းတို့မိသားစုအတွက်လည်းလုံးဝမကောင်းဘူးတရိုင်းသမီးရှင်နှန်းစစ်မြေပြင်ကိုမလွှဲတာလို့ထွက်ရတယ်ရှင်နှန်းစစ်မြေပြင်ကိုစစ်မှုထမ်းဥပဒေကနေပြီးတော့မလွှဲဆောင်သွားလို့ဝင်ရလို့ရှင်နှန်းစစ်မြေပြင်ကိုရောက်သွားတယ်ရှိရင်လည်းလက်နဲ့ချပါတော်လိုင်းတက်ဖွဲ့တွေဒီမှာလက်နဲ့ချပါအကျိုးချောင်းပြောပြီးတော့ဘောနော်စစ်ရသွင်းမှုမကျူးလွန်တော့ဘူးဆိုရင်ပြစ်ဒဏ်တွေဟာသူ့ဘာလို့ထိုက်တဲ့လောက်ခံပြီးတော့ပြန်လဲလွတ်မြောက်ကြမှာဖြစ်ပါတယ် ဒါကြောင့်မလို့စစ်အာဏာမှုကျွလွန်ထားတဲ့သူတွေကိုတော့စစ်ဥပဒေတွေရနောက်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ဟိုပေါ့နော်ဥပဒေတွေရတခြားသောအရာတွေရကျွန်တော်တို့အရေးယူအပြစ်ပေးရမှာတော့ကျွန်တော်တို့ရှိတယ်။ဒါကြောင့်မလို့ကြံတဲ့သူတွေအနေနဲ့တော့တတ်နိုင်သမျှလက်နက်ချဖို့ကျွန်တော်ကတော့ဒီကနေ့ပြောလို့နဲ့အဲတော့ကြောင့်မလို့စစ်တပ်ထဲမှာရှိတဲ့ဟိုပေါ့နော်နည်းနည်းလူမိုက်စကားပြောရရင်မင်းတို့မိန်းမတွေမုတ်ဆိုးမှမဖြစ်ဘူးရှင်ဦးဆိုရင်လက်နက်ချထားလိုက်ဒူးထောက်ထားလိုက်ဆိုပြီးတော့ပဲကျွန်တော်တို့ပြောရမလို့တော့ဖြစ်နေပြီပေါ့နော်အဲတော့ အဲ့လိုပဲရှင်းနှန်းစစ်မြေပြင်မှာသူတို့မိမတွေသူတို့မိသားစုတွေအတွက်လက်နက်ချလာတာတွေသူတို့ဒီဘာအတွက်စစ်တိုက်နေရလဲသူတို့ဒီဘာအတွက်လုံနေရလဲသူတို့ဒီဘာအတွက်အသက်ဆုံးလို့ရမှာမမ်းမသိတဲ့သူတွေဒီစစ်တပ်အတွင်းမှာပူပူများလာတဲ့အတွက်ဒီစစ်တပ်ရဲ့စိတ်ဓာတ်နဲ့ဟောနော်တိုက်တိုက်ခိုက်ရေးစွန့်ရည်ဒီဘလောက်ထိစိုးရလာလဲဆိုတာကိုကျွန်တော်တို့ဒီဗီဒီယိုဖိုင်တွေကနေတဆင့်မြင်လာရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့တော်လှန်ရေးမှာ တော်လိုင်းတက်တည်းရဲ့စီရေးမဟာဗျူဟာတွေဒီအစင်းစင်တိုးတက်လာသလိုတိုက်ရိုက်ခိုက်ရေပိုကောင်းလာတဲ့စိတ်တက်အင်အားတွေပိုကောင်းလာတဲ့တော်လိုင်းတက်တွေကိုတဖြည်းဖြည်းတွေ့လာရပြီးတော့စစ်တပ်ဘက်မှာတော့တိုက်ရိုက်ခိုက်ရောစိတ်တက်ကောစစ်ဗျူဟာရောကြာဆင်းလာတဲ့စစ်တပ်ကိုကျွန်တော်တို့တွေ့နေရဖြစ်တဲ့အတွက်ကျွန်တော်တို့တော်လိုင်းရဲ့စီရေးမဟာဗျူဟာဘိုင်းဟာတော်လိုင်းဘက်ကနေပြီးတော့အခုလက်ရှိထိတော့အသာစီးရနေတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ ျွန်တော်အတွေးကျွန်တော်အမြင်ကဏ္ဍကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်တော်လံပြည်သူများအားလုံးစိတ်လက်ကြည်သာစွာနဲ့တနေ့တာကိုဖျက်ဆီးနိုင်ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ